အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘောလုံးလောကရဲ့မျိုးဆက်တီကွင်းလေဆွမ်းအင်တူးစစ်တဲ့ Catherine Turam ရဲ့အချောင်းကို အသေးစိတ်ဖော်ထုတ်တော်မှာဖြစ်ပါတယ်၂တရာစုရဲ့အကောင်းဆုံးခန်းစစ်တမောင်ရီထက်ကတူးဖြစ်တဲ့ Lilian Turam ရဲ့သား Marcus Turam ရဲ့ညီ Catherine ဟာဖခင်ရဲ့လမ်းကို လိုက်မခဲ့ပဲကွင်းလေမှာတောက်ပနေသူဖြစ်ပါတယ်သူရဲ့အစွမ်းစားတွေဘလော့တောင်ထူးခြားလဲဆိုတာလေ့လာကြည့်ရအောင်။ကစားသမား profile နဲ့ knock and the mic ခီဖရန်ဟာနှစ်ချောင်းကစ်ခုနဲ့မှမွေးဖွားခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကကွမ်းလည်တဲ့အတွက်အားသာချက်ပါ6ပေ4ရမ1.3 9မီတာရဲ့အကြောင်းကွမ်းလည်ပွေးချက်အခြေအနေဒီမှာရောလေတဲ့ဘောလုံးဒီမှာပါအသာစီးရပါတယ်သူဟာပရင်တစ်ကန်နဝင်ဘောလုံးသမားလီလီယန်တူရမ်ရဲ့သားဖြစ်တယ်လို့အကူဖြစ်သူမာကတ်စ်တူရမ်ကလည်းလက်ရှိပင်တစ်လက်ရွေးစင်တိုက်ဆင်မှုဖြစ်ပါတယ်ဒီလိုမျိုးယူဗီဇာက သူ့ကိုဘောလုံးအပေါ်မှာအမြင်ပိုကျဲစေခဲ့ပါတယ်။သူဟာ AS Monaco ရဲ့လူငယ်အကယ်ဒမီကနေထွက်ပေါ်လာပြီး OGC Nice မှာနာမည်ကြီးခဲ့ပါတယ်။အခုလက်ရှိမှာတော့ Juventus လို့ထိပ်တန်းကလပ်အသင်းတွေမှာသူ့ရဲ့အစွမ်းစားတွေကို ပြသနေပြီဖြစ်ပါတယ်။ထူးခြားတဲ့ကစားဟန်နှင့်ဖလားမဒန်ကေဖရန်တူရမ်ရဲ့ကစားဟန်ကိုကြည့်မယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုနဲ့နီးစနစ်ပိုင်းကျွမ်းကျင်မှုကိုပေါင်းဆက်ထားတာကိုတွေ့ရမှာပါ သူရဲ့အားထားချက်ကတော့ဘောလုံးဆွဲအားဘောကယ်ရီယံပါပဲအရက်ရှိပြီမဲ့ဘောလုံးကိုအဝေးကြီးထည့်ဆောင်နိုင်ပြီးကြိမ်ပတ်တွေချားတဲ့စနေ အလွယ်တကူကြော်ဖြတ်နိုင်တယ်သူညက်ခြေလန်းရှည်ကြီးတွေဟာထင်ရှားတဲ့အစွမ်းစားဖြစ်ပါရဲ့ဒါအပြင်သူဟာခန်စစ်ကနေတိုက်စစ်ကိုကူးပြောင်းပေးနိုင်တယ် box to box ကွင်းလဲလူအဖြစ်အန်ဝင်းခွန်ကြားဖြစ်ပါရဲ့သူရဲ့ခန္ဓာကိုယ်အားကိုသုံးပြီးကွင်းလဲမှာဘောလုံးပြန်လှည့်တဲ့ပုံစံဟာလည်းအထူးကောင်းပုံပါရဲ့ကဲမကောင်းစွာနဲ့ပဲ လက်ရှိအချိန်အထိကက်ဖရန်ဟာကလပ်အသင်းအဆင့်အဓိကဖလားကြီးများကိုအောင်မြင်မှုမရှိသေးပါဘူး။2021မှာ Nice အသင်းနဲ့အတူပြင်သစ်ဖလားဘိုလူဖွဲကိုရောက်ခဲ့ပူပေမဲ့ဒုတိယနဲ့သာကျင်းနာခဲ့ရပါတယ်။ဒါပေမဲ့လည်း Juventus လိုထိတ်တန့်အသင်းကြီးမှာကစားခွင့်ရလာတာကြောင့်သူ့ရဲ့ဖလားအောင်မြင်မှုအမှတ်တမ်းဟာမကြာခင်မှာပြောင်းလဲလာွယ်ရှိနေပါတယ်။ကဲဒါဆိုရင်တော့ ကျွန်တော်ရဲ့ Kefren Turan အကြောင်းတုံးတက်တင်ဆက်မှုအစီအစဉ်လေးကဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။သူဟာနမေကျော်မျိုးရိုးကနေဆင်းသက်လာပင်ပဲသူ့ရဲ့ကိုပိုင်အီရဲ့ချင်းနဲ့ပဲကမ္ဘာဘောလုံးလောကမှာသူ့ရဲ့နေရာကိုထူထောင်နေသူပါ။သူ့ရဲ့အနာဂတ်ဟာတကယ်ပဲတောက်ပနေပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးခင်ဗျားတို့ရဲ့အမြင်ကဘယ်လိုရှိလဲဆိုတာ comment မှာရေးပြီးဆွေးနွေးသွားနိုင်ပါတယ်နော်။ ဒီလိုမျိုးစိတ်ဝင်စားစရာဘောလုံးဗီဒီယိုတွေနဲ့တရီလီနေကိုနေ့စဉ်မလွတ်တမ်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်